မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ်ကန်တောင်ရဲစခန်းတိတ်တိုက်ပွဲအတွင်းမှာဘုံလာကျဲတဲ့အကြမ်းမဆက်တဲ့ရဲ့ Jet Fighter တစ်စီးကိုပစ်ချနိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဂျွန်လ10ရက်နေ့နေ့လယ်12:55မိနစ်ခန့်မှာပလဲမြို့နယ်ကန်တောင်ရဲစခန်းတိတ်တိုက်ပွဲကိုဘုံလာကျဲတဲ့အကြမ်းမဆက်တဲ့ရဲ့ Jet Fighter တစ်စီးကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပစ်ချနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ PLA ကနေပြီးတော့ဒီကနေ့နေ့လယ်7:55မိနစ်မှာရန်သူရဲ့ Jet Fighter တစ်စီးကိုပလဲမြို့နယ်ကန်တော့ရဲစခန်းတိတ်တိုက်ပွဲမှာပစ်ချလိုက်ပါတယ်။ရန်သူ Jet Fighter တစ်စီးပျက်စီးသွားပါတယ်။အဲ့ဒါဟုတ်ပါတယ်မှန်ကန်ပါတယ်နောက်ဆက်တွဲသတင်းတွေကိုလည်းဆက်လက်ပြီးတော့ထုတ်ပြန်သွားပါမယ်လို့တီတူလွတ်မြောက်ရေးတက်မတော့ People's Liberation Army PLA ကတာဝန်ရှိသူတို့ကအတည်ပြုပြောပြထားပါတယ်။အဲ့ဒီ Jet Fighter ဟာပလဲမြို့နယ်စပားစီရွာပေါ်ကိုပြတ်ကျသွားတယ်လို့ Union Liberation Front တပ်ဖွဲ့ကတာဝန်ရှိသူတို့ကလည်းအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့ရရှိထားတဲ့သတင်းကတော့သခိုင်းတိုင်းပလဲမြို့နယ်မှာဒီကနေ့နေ့လယ်ပိုင်းကပြစ်ချခံရတဲ့စစ်တိုက်လေရင်ပေါ်ကလေရင်မှုရဲ့ဥကောင်းကုန်နဲ့ကိုခန္ဓာအစိတ်ပိုင်းများကိုရရှိထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဥကောင်းကိုရထားပါတယ်အုံနောက်တွေလာတော့မသိဘူးအပုံလိုက်လေးအဲ့ဒီနောက်မှာတွေ့ရတယ်အလောင်းအကောင်လိုက်တော့မရဘူးလေရင်ကပေါက်ကွဲပြီးတော့လေရင်မှုခန္ဓာကိုယ်တွေအကုန်လုံးပြန့်ကျဲကုန်တာထင်းတယ် ်မီးလောင်နေတာကဖုန်ကြီးကြောင်းတွေကိုလေရင်ပြတ်ကြပြီးတော့မီးလောင်နေတာပါလို့ဒေတာကန်တော်လိုင်းရဲဘော်ကသတင်းပေးဖို့ပြောကြားထားပါတယ်ဒီကနေ့ဇွန်လ10ရက်နေ့နေ့လယ်12:15မိနစ်ခန့်အချိန်မှာပလဲမြို့နယ်ကန်တော့ရဲစခန်းသိမ်းတိုက်ပွဲကိုဘုံလာကျဲတဲ့အကြမ်းဖက်စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ကပြစ်ချနိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် People's Liberation Army PLA ကတောင်းရှိသူတို့ကသတင်းပေးဖို့ပြောကြားထားပါတယ် PLA ကပြစ်ချလိုက်တဲ့ Jet Fighter ၄ယင်ဟာပလဲမြို့နယ်စပားစီရွာဖုန်ကြီးကြောင်းဝင်းတဲ့ ိုပြတ်ကျသွားခြင်းဖြစ်တယ်လို့ Union Liberation Front တပ်ဖွဲ့ကတာဝန်ရှိသူတို့ကလည်းအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းပလဲမြုံနယ်မှာပြစ်ချခံရတဲ့တိုက်လေရင်ပြစ်ချမှုကိုဆက်ချွတ်ရင်းပြီးတော့ပြတ်ကျသွားတာပါလို့စီကောင်စီဘက်ကလိန်လေထုတ်ပြန်ထားတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ီကနေ့ဇွန်လ10ရက်နေ့နေ့လယ်12:15မိနစ်ခန့်မှာပလဲမြို့နယ်ကန်တောင်ရဲစခန်းသိမ်းတိုက်ပွဲကိုဘုံလာကျဲတဲ့အကြမ်းမဲ့စစ်တပ်ရဲ့ Jet Fighter တစ်စီးကိုပြည်သူလွတ်မြောက်ရေးတပ်မတော် PLA ကပြစ်ချခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အကြမ်းမဲ့စစ်ကောင်စီကတိုက်လေရင်နဲ့စစ်ရဟတ်ရင်များပြစ်ချခံရပြီးတော့ပြတ်ကျသွားတိုင်းဆက်ချုပ်ယွင်းပြီးပြတ်ကျတာပါလို့အမဲလိုလိုလိမ့်လဲသတင်းထုတ်ပြန်လေးရှိတာကိုတွေ့ရပါဗျ။မေလ20ရက်နေ့ကလည်းကချင်ပြည်နယ်ဗမော်မြို့ကိုစစ်ကူလာပို့တဲ့စစ်ရဟတ်ရဲ့နှစ်စီးကို KIA က အသေးကန် drone နဲ့ပစ်ချနိုင်ခဲ့ပြီးတော့အဲ့ဒီရဟတ်ယာဉ်ပြတ်ကျမှုကိုလည်းစစ်ကောင်စီကဆက်ချုပ်ယွင်းပြီးတော့ပြတ်ကျခဲ့တယ်လို့လိမ်လည်ပြီးတော့ထုတ်ပြန်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းမော်ဘီမြို့မှာရှိတဲ့လေတံစခန်းဌာနချုပ်ကို အသေးကန် drone နဲ့တိုက်ခိုက်ခဲ့ရာစစ်ဗုံးမိုးဝေကျော်အပါအဝင်နှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ9ရက်နေ့ည9နာရီခန့်အချိန်မှာမော်ဘီမြို့အခြေစားအကြမ်းဖက်စစ်တပ်ရဲ့လေတံစခန်းဌာနချုပ်ကိုအိုထိန်တွင်ရွာစစ်စင်ရေးအဖြစ်နဲ့ဂျမ်းမာကျော်ဖြတ်နိုင်တဲ့အစစ်မြေအသေးကန် drone နဲ့ပုံကျဲတိုက်ခိုက်ရာလေတံစခန်းရဲ့ကင်းစင်ကိုထိမှန်ပောက်ကွဲခဲ့ပြီးတော့စစ်ဗုံးမိုးဝေကျော်နဲ့စစ်ကောင်စီတပ်သားဖြိုးကိုကိုတို့သေဆုံးသွားတယ်လို့သိရပါရတယ်။ ဂျမ်းမာကျော်တဲ့ဆူဆိုက်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာပါမော်ဘီလေတပ်ရဲ့ကင်းစခန်းကိုထိချက်ကောင်းကောင်းထိမှန်ပေါက်ကွဲခဲ့ပါတယ်လေချောင်းရဲဘက်ကတပ်သားဖြိုးကိုကိုတေးတယ်ဘုံမိုးဝေကျော်လည်းတေးတယ်အတီးပြုတ်လို့ရပါပြီတပ်သားဖြိုးကိုကို ခွန်ငါးခွန်ရကန်ရှေတန်းစင်ပြေပြင်ကနေပြီးတော့ပြောင်းရွှေ့ခန်းလိုက်ရသူလို့သိထားရပါတယ်။နောက်ပြီးတော့စစ်ခွေးမိသားစု6ဦးလည်းထိတယ်။တင်မတည်တော့မသိရသေးဘူး။ထိတာတွေကအတွင်းလူတွေကြီးပဲပြည်သူတွေမပါဘူးလို့ပြည်သူ့ကာကွယ်တပ်မတော် Civilian Military SRDF ကတာဝန်ရှိသူကပြောပြထားပါတယ်။၎င်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်တပ်မတော် Civilian Military SRDF နဲ့ရွှေဘုတ်ခဲအမှတ်15တိုက်ရင်းတို့ကပူးပေါင်းကအိုထိန်တွင်ရွာစစ်စင်ရေးအဖြစ်နဲ့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များအထိကမရှိဘဲနဲ့အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အခုတိုက်ခိုက်ခံမှုနဲ့ပတ်သက်ပြီးတော့စစ်ကောင်စီရဲ့လော်ဘီသတင်းဌာနများကပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိတယ်လို့ဝါဒဖြန့်ချိနေကြတယ်လို့သိရပါဗျ။ တိုက်ခိုက်ခဲ့တဲ့ရဲဘော်များအနေနဲ့စစ်စင်ရေးမှတ်တမ်းများကိုတေချာစွာလှုပ်ဆောင်လာခဲ့ခြင်းဖြစ်ပြီးပြည်သူတအုပ်တယောက်မှထိခိုက်ဒဏ်ရာရရှိခြင်းမရှိတာကိုအတိပြုနိုင်ကြောင်းအသိပေးထားပါဗျ။နောက်ထပ်အိုထိန်တွင်အတွက်လက်တုံပြန်စစ်စင်ရေးတွေကိုဖော်ဆောင်သွားမှာဖြစ်ပါတယ်မကြတော့တဲ့ကာလမှာတပြည်လုံးလွတ်မြောက်ရေးအတွက်တိုက်ပွဲဖော်ဆောင်ကြတော့မှာဖြစ်တဲ့အတွက်မိဘပြည်သူတွေအနေနဲ့အားတင်းထားကြပါလို့ပြောချင်ပါတယ်လို့ပြည်သူ့ကာကွယ်တပ်မတော် Civilian Military SRDF တပ်ဖွဲ့ကတာဝန်ရှိသူကပြောပြထားပါတယ်မေလ12ရက်နေ့ကသခိုင်းတိုင်းဒီပင်းမြို့နယ်အိုထိန်တွင်ရ စာတင်ကြောင်းကိုအကြမ်းဖက်စစ်ကောင်စီတပ်ကလေးကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်များဆီယမာများအပါအဝင်24ဦးသေဆုံးပြီးအယောက်100ကျော်ဒဏ်ရာရရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာသတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြံတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အချမ်းဘတ်စစ်ကောင်စီကတပ်မ69တပ်မမှုဘုံမှုချုပ်တင်မောင်ကျော်နဲ့တပ်မ33တပ်မမှုဘုံမှုချုပ်ကျော်ဆက်မြင့်တို့ကိုရာထူးတာဝန်တွေကနေပြီးတော့ဖယ်ရှားလိုက်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချမ်းဘတ်စစ်ကောင်စီကတပ်မ69တပ်မမှုတင်မောင်ကျော်ကိုစစ်ရှုံးမှုနဲ့နေပြည်တော်ကိုချက်ချင်းပြန်ခေါ်ပြီးတော့ရာထူးတာဝန်ကနေဖယ်ရှားရန် အရန်အင်အားအဖြစ်ထားရှိထားတယ်လို့သိရပါတယ်အဲ့ဒီနောက်ဟာခါအခြေချစစ်ဗျူဟာမှုဗိုလ်မှူးချုပ်စိုးဝင်းထုံးကိုတပ်မ69တပ်မမှုအဖြစ်နဲ့အစားထိုးခန့်အပ်လိုက်တယ်လို့သိရပါတယ်အလားတူပဲကချင်ပြည်နယ် ဖားကံမျိုးအခြေဆိုင်တမ33တမမှုဘုံမှုချုပ်ကြော်ဆန့်မြင့်ကိုဖားကံမှာစီရင်စိုးမိုးထားတဲ့အောင်တရင်လိန်လေတင်ပြမှုနဲ့ကိုကျိုးရှာစီးပွားရေးလှုပ်ဆောင်မှုများအတွက်ယာရုတာဝန်ကနေဖေရှားကအရန်အင်အားပြောင်းရွှေ့စစ်ဆေးမှုများကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။69တမမှုကိုနိုင်ရီကံမှာဗျူဟာမှုတယောက်အဖမ်းခံလိုက်ရကလေးကနည်းနည်းအစာမကျေဖြစ်နေတာပေါ့။ ဟိုတလောကတာဝါတိုင်းစခန်းကုန်းကိုလက်လွတ်လိုက်ရတော့တခါတည်းနေပြည်တော်ကိုပြန်ခေါ်ပြီးအရန်အင်အားသွင်းပြီးတော့ဟာခါအခြေချစစ်ဗျူဟာမူဘုံမူကြီးစိုးဝင်းထုံးနဲ့အစားထုတ်ခန့်လိုက်တာပါဖားကံမှာကြော်ဆန့်မြင့်ကိုသူတို့တက်မှ33ကပဲစိုးမိုးထားတဲ့ပုံစံမျိုးနဲ့သတင်းလိန်လေတင်ပြီးတော့ကြောက်တူးတာတွေရွှေတူးတာတွေလုံနေတာအထက်ကရိတ်မိသွားတယ်သူ့ကိုချက်ချင်းချင်းလို့ပြောင်းလို့မရသေးလို့ အခုစစ်ကူတက်တွေလည်းရောက်လာရောတခါတည်းပထမမြေကြီးနာကိုခေါ်သွားတယ်အခုမြေကြီးနာကနေနန်းတွင်းစစ်ကြောရေးအရန်အင်အားကိုတွင်းပြီးတော့စစ်ဆင်းနေပြီလို့သိရပါတယ်လို့စီဒီယံဗိုလ်ကြီးဇင်ယောကရှင်းပြထားပါတယ်ယာတို့ကနေဖယ်ရှားခံလိုက်ရတယ်တမ33တမမှုဘုံမှုချုပ်ကြော်ဆန့်မြင့်ရဲ့နေရာမှာတမမှုအသည့်အဖြစ်နဲ့စေဦးစီးတက်ကတူကဘုံမှုကြီးကောင်းမင်းထွတ်ကိုခန့်အပ်ထားပြီးတော့၎င်းဟာလက်ရှိမှာသခိုင်းမှာရောက်ရှိနေတယ်လို့သိရပါတယ်မကြာမီမှာဖားကန့်မြို့တမခုံးကိုတွားရအောင်မှဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကောလင်းမြို့နယ်ကံကုန်းကျေးရွာနယ်ဖလဲကျေးရွာတို့ကိုအကြမ်းမဆက်တက်ကလေးချောင်းကနေပြီးတော့ဘုံကျဲတက်ခတ်ရာပြည်သူအမျိုးသမီးတို့တေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ9ရက်နေ့ည9:20မိနစ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ကောလင်းမြို့နယ်ဝင်းတုံမြို့နယ်အစကံကုန်းကျေးရွာကိုအကြမ်းမဆက်တက်ရဲ့ဒရအုပ်ကနေတက်လာတဲ့ဂျက်ဖိုက်တာဒဇီးနဲ့ ဘုံကျဲပြစ်ခတ်တိုက်ခိုက်ခဲ့ရာတားဖနှစ်ဦးဘုံစာထိမှန်ဒဏ်ရာရရှိခဲ့ပြီးတော့သမီးဖြစ်သူဟာတေဆုံးသွားပြီးဖခင်ဖြစ်သူဟာအပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့သိရပါတယ်။ဒါအပြင်ကောလင်းမြို့နယ်အရှိချမ်းမှာရှိတဲ့ဖလဲကြီးဘာကိုလည်းအကြမ်းမဲ့စစ်တပ်ကလေးချောင်းကနေဘုံကျဲတိုက်ခိုက်ရာအမျိုးသမီးနှစ်ဦးအမျိုးသားတဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့ပြည်သူပိုင်းနေအိမ်6လုံးလဲပျက်စီးဆုံးရှုံးသွားတယ်လို့သိရပါတယ်။ကောလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ရဲ့ထုတ်ပြန်ချက်မှာတော့မနေ့ကဇွန်လ9ရက်နေ့ည9:20မိနစ်အချိန်မှာ ကောလင်းမြို့နယ်အရှိတ်ချမ်းဖလဲကြီးရွာကိုမြစ်ချောင်းတိုင်းပြန်တန်းလာတဲ့ဂျက်ဖိုက်တာတစ်စီးကဘုံသုံးလုံးကျဲချခဲ့ရာအရက်သားပြည်သူအမျိုးသမီး၂ဦးအမျိုးသား၁ဦးထိခိုက်ဒဏ်ရာရရှိသွားပြီးတော့နေအိမ်၆လုံးပျက်စီးဆုံးရှုံးခဲ့ရာကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင် နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်စစ်အာဏာရှင်ဆက်နေစိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ